တရှိသောယင်းတဲ့တော်ရရဲ့ဘွားစကြောင်းကအမ်ကန်ဆရာရင်းနဲ့ပြည့်နေနေပါတယ်အထူးသဖြင့်ငလင်မန်းလို့ခေါ်တဲ့ Angular Music ရဲ့ဘွားခီဟာစိတ်ဝင်စားစရာအကောင်းဆုံးနဲ့မှာပါဝင်ပါတယ်ငလင်မန်းတွေကမျိုးစတောင်ထန်းဆောင်ဖို့အတွက်အန်ဝစရာကောင်းတဲ့ခီကိုထွက်ခွာလေးရှိပါတယ်သူတို့ရဲ့ဘွားအများစုကိုရေချိုမြစ်ချောင်းတွေနဲ့ရေလောင်ကန်တွေမှာနေထိုင်ကြပြီမဲ့မျိုးပေါင်းဖို့အချိန်ရောက်ရင်တော့မိုင်ပေါင်းများစွာဝေးကွာတဲ့အိန္ဒိယသမုဒ္ဒရာတွေကိုခီးစတင်ထွက်ခွာကြပါတယ်ဒီလိုမျိုးပေါင်းမှုတွေရေချိုကားတွေရေငန်ကိုဆင်းပြေး ခီးထွက်ရတာကိုသိပ္ပံနီယာကတာဒရမတ်မိုက်ဂရေးရှင်းလို့ခေါ်ပါတယ်ကတာဒရမတ်စပီရှီဆိုတာကိုမြန်မာလိုပြောရရင်ရေချိုမာနေတိုင်းကြီးပြင်းတဲ့ရေငန်သက်ငါးလို့ပြောလို့ရပါတယ်ဒီခီးရှည်ကြီးကိုပြည်စုံအောင်သွားလာနိုင်တဲ့သူရဲ့စွမ်းရည်ဟာတကယ့်ကိုအံ့ဩစရာပါပဲငလင်မန်းတွေကသူတို့ရဲ့ဘဝပိအသူတွေကြောင့်လဲထူးခြားထင်ရှားပါတယ်အရွယ်ရောက်လာတဲ့ငလင်မန်း server ease တွေကသမုဒ္ဒရာရင်းနှီးပိုင်းမှာရှိတဲ့ sucker sand တွေပေါ့ရနေရာတွေမှာတွားရောက်ဥချတောက်ပေါက်ကြပါတယ် အဲ့ဒီလိုတောင်းအောင်ဥချတောင်းပန်ကြတဲ့အခါငလင်မန်းမာကြီးတွေဟာမိုင်ပေါင်းထောင်ချီခင်းနေလာရတဲ့အတွက်ကြောင့်ရဲ့ဥချပြည်ရနဲ့ပင်မန်းနွမ်းနေတာရဲ့ကြောင့်မိမိတို့ရဲ့ကြည်ပြင်းဟာရေချိုမြေချောင်းတွေစီကိုပြန်မလာနိုင်ကြတော့ပဲသူတို့မွေးဖွားရာဇာတိပင်လည်းမှာပဲတည်ဆုံးကြရပါတယ်ဥကပေါပွားလာတဲ့ငလင်မန်းသားပေါက်လေးတွေကို leptocephaly လို့ခေါ်ပါတယ်သူတို့ကပုံမှန်သဏ္ဍာန်ပြချက်ပြီးဖောက်ထွင်းမြင်နိုင်တဲ့ခန္ဓာကိုယ်ရှိပါတယ်လက်တိုဆပ်ပလီတွေကသမှုရရေစီချောင်းတွေကိုအမိပြုပြီး ကံယူရန်စီကိုတရွေ့နဲ့ရွေးလျားလာကြပါတယ်ဒီစစ်မှာတော့သူတို့ကလဘောမျိုးစွာကနေနှစ်နဲ့ချီပြီးတော့ကြာမြင့်နိုင်ပါတယ် laptop supply တွေဟာကံယူရန်ကိုရောက်လာတဲ့အခါ glass e ရေကြီးဖန်ငလင်မန်းဖြစ်ပြောင်းလဲလာကြပါတယ်ဒီစစ်မှာသူတို့ရဲ့ကံတော်ကိုပုံစံကတာမန်ငလင်မန်းတွေနဲ့ဆင်နူလာပေမဲ့ဖောက်ထွင်းမြင်နိုင်စေဖြစ်ပါတယ်ဖန်ငလင်မန်းတွေကပင်လယ်ကက်ဆက်ဒါမှမဟုတ်ရေကြီးရေငန်ဆက်ဒေသတွေကိုစတင်ဝင်ရောက်လာကြပါတယ်ငလင်မန်းတွေဘဝအဆင့်ဆင့်မှာ မလင်မန်းပြိုလို့ပြောလို့ရတဲ့ Alpha အဆင့်ဟာအလွန်ရေးပါပြီးစိတ်ဝင်စားစရာကောင်းတဲ့အဆင့်တစ်ခုဖြစ်ပါတယ်။မလင်မန်းရဲ့ဘဝစဝင်မှာအဆင့်၅ဆင့်ပါဝင်ပြီး Alpha အဆင့်ဟာရေချိုတဲ့ကိုစတင်ဝင်ရောက်တဲ့အချိန်ကာလကိုကိုးစားပြုတ်ပါတယ်။ Alpha အဆင့်ဆိုတာမလင်မန်းမျိုးနွယ်တွေရဲ့ဘဝစဝင်မှာ Glass E Fungalement အဆင့်ကနေ Yellow E ဝိုင်းအောင် Glement အဆင့်ကိုကူပြောင်းနေတဲ့ကာလဖြစ်ပါတယ်။ Fungalement တွေကမြုပ်ဝချောင်းဝတွေကနေရေချိုတဲ့ကိုစတင်ဝင်ရောက်တဲ့အခါခန္ဓာကိုယ်ရောင်တွေစတင်ပြောင်းလဲလာကြပါတယ်။ ခန္ဓာကိုယ်မှာရောင်ချပစ္စည်း pitch bendition တွေစတင်ဖြစ်ပေါ်ပြီးအညိုရောင်မိခိုးရောင်သို့မဟုတ်ဝါရောင်အသွင်ကိုပြောင်းလဲလာတာကို alpha အဆင့်လို့ခေါ်ဆိုပါတယ်။သူတို့ရဲ့ရင်မှန်းချက်ကတော့သူတို့မိခင်တွေနဲ့တိုင်ခဲ့ရာ ရေချိုမြင့်များချောင်းပြားများနဲ့ရေကန်များတွေရောက်ဖို့ပါပဲ။သူတို့ရဲ့ရွယ်စားက7စင်တီမီတာလေးလမလောက်တာတာလောက်သာရှိပါတယ်။ alpha အဆင့်ကလေးမန်းသားပေါက်တွေဟာမွေးမြူရေးအတွက်အသုံးပြုဖို့ကမ္ဘာဈေးကွက်မှာဝယ်လိုအပ်အလွန်များပြီးတံမိုးအကြီးဆုံး၅မျိုးစုတွေထဲကတစ်ခုဖြစ်ပါတယ်။ အယ်ဗာတွေဟာရေချိုဒေသမှာအခြေချပြီးအစာရှာဖွေစားတောက်ကြတဲ့အခါခန္ဓာကိုယ်ကပိုပြီးကြီးစွားလာပါတယ်။ဒီချိန်မှာရေပြားကဝါယောင်တန်းလာပြီးဘဝရဲ့အကြုံးအဆင့်ဖြစ်တဲ့ရေလိုဤဝါယောင်ငလမန်းဖြစ်ကြီးစွားလာကြပါတယ်။ဒီအဆင့်မှာသူတို့ရဲ့ခန္ဓာကိုယ်ရောင်ကအဝါယောင်သို့မဟုတ်အညိုယောင်ကိုပြောင်းလဲလာပြီးပုံမှန်ကြီးထွားလာကြပါတယ်။ဝါယောင်ငလမန်းတွေကမြစ်တွေချောင်းတွေဒါမှမဟုတ်ရေချိုရေလောင်ကန်တွေရှိရာရေချိုဒေသများသို့စတင်ဝင်ရောက်လာကြပါတယ်။ရေချိုမှာအနှစ်ပေါင်းများစွာနေထိုင်ကြပြီးအရွယ်ရောက်လာကြပါတယ်။ အချို့မျိုးစိတ်တွေကဆယ်နှစ်ဆယ်စုနှစ်ပေါင်းများစွာနေထိုင်ကြပါတယ်ဒီစင်ကသူတို့ရဲ့ဘဝစုံမှာရေကြိုမှာနေထိုင်တဲ့အကြသောအစဉ်ဖြစ်ပါတယ်မျိုးဆက်တော်ဝန်ထမ်းဆောင်ရန်အချိန်ရောက်လာတဲ့အခါမှာတော့ဝါယောင်ငလင်မန်းတွေကသူတို့ရဲ့ခန္ဓာကိုယ်ရောင်ကိုငွေရောင်သို့မဟုတ်မဲမောင်တဲ့အရောင်ကိုပြောင်းလဲပြီးဆယ်ဗာအီငွေရောင်ငလင်မန်းအဖြစ်ကိုကူပြောင်းသွားကြပါတယ်ဒီစစ်မှာသူတို့ရဲ့မျိုးလုံးတွေကပုံမှုကြီးမားလာပြီးအစာစားခြင်းကိုရပ်ဆိုင်လေးရှိပါတယ်ငွေရောင်ငလင်မန်းတွေကမြို့ပွားဖို့အတွက်ပင်လယ်ကိုပြတ် ပြန်လဲသွားရောက်ဖို့အတွက်ပြင်ဆင်ကြပါတော့တယ်အဲ့ဒီနောက်သူတို့ဟာစကစနီပေါ့ရာစကဆူပင်လေခဲ့တော့ဥဥချရာနေရာများကိုအရှိလျအောင်မိုင်းထောင်ချီပြီးတော့ခင်းနေကြပြီအဲ့ဒီနေရာမှာပဲသူတို့ရဲ့ဘဝစဝင်ကိုအဆုံးသတ်ကြပါတယ်ငလင်မန်းတွေကပုံမှန်ငါးတွေလိုမဟုတ်ပဲငလင်မန်းတွေရဲ့ရေပြားထူးခြားတဲ့ဆိုင်းရင်ကိုပန်ဆိုင်ထားပါတယ်ဆွဆုနေတဲ့ရေပြားကတစ်ဆင့်ရေထဲမှာရောရေမရှိတဲ့ကုန်းပေါ်မှာပါအောက်ဆီဂျင်ကိုတိုက်ရိုက်ဆုပ်ယူအသက်ရှူနိုင်တဲ့အဆွမ်းရှိပါတယ် ဒါသူတို့ရဲ့ဟောရင်းနေပေါင်းဝင်ကျင်ကနေခိတကနာကုန်းပေါ်ကိုတက်ရောက်သွားလာနိုင်စေတဲ့အဓိကတော့ချက်ပဲဖြစ်ပါတယ်ငလင်မန်းတွေကပုံပြီးထူးခြားတာကမဆောက်တဲ့ကြောက်တုံးကြောက်ဆောင်တွေပေါ်ကိုကုတ်ကတွေ့တဲ့နိုင်စွမ်းရှိတာပါပဲဒါကငလင်မန်းတွေရဲ့ဇွဲလုံးလာကိုပြသတဲ့လက္ခဏာတစ်ခုပဲဖြစ်ပါတယ်ဒီငါတွေရဲ့အမ်ကန်နိုင်စွမ်းဆွမ်းဆောင်ရည်ကတော့ရှင်းရှိတဲ့အခါမျိုးမှာပါဆက်စားသွားလာနိုင်ခြင်းပါပဲမိုးရောင်ပြီးတဲ့နောက်မြေပြင်ဆိုးတဲ့နည်းနည်းလေးသာရှိတဲ့အခါမျိုးဒါမှမဟုတ်ရေလမ်းကြောင်းတွေပိတ်ဆို့နေတဲ့အခါမျိုးမှာ သူတို့ကမြေကြီးပေါ်ရှုပ်နေတဲ့ကြောင်တွန်းကြောက်ဆောင်တွေပေါ်ကနေတော်သွားပြီးလမ်းကြောင်းပြောင်းပြီးတော့ရှာဖွေနိုင်ကြပါတယ်။သူတို့ရဲ့ဆွတ်ဆွတ်တဲ့ရေပြောက်ကိုသုံးပြီးအသက်ရှူနိုင်တာနဲ့တော်သွားနိုင်တဲ့သူတို့ရဲ့ခန္ဓာကိုယ်ပုံစံတို့ပေါင်းစပ်လိုက်တဲ့အခါမှာတော့ငလင်မန်းဟာရေနေတော်ဘာဖြစ်ကနေကုန်းပေါ်မှာပါလွတ်လပ်စွာသွားလာနှုတ်ရှာနိုင်တဲ့သူတူလို့ဖြစ်လာပါတော့တယ်။ငလင်မန်းတွေကသူ့ပြင်ကြီးရွာလာတဲ့အခါမှာနှချောင်းတွေမှာနေထိုင်ကြတဲ့တာရင်ငါးတွေဖြစ်ပေမဲ့သူတို့ရဲ့ထူးခြားတဲ့ဇယိုက်လက္ခဏာနဲ့ ြုစုရလွယ်ကူမှုတွေကြောင့်လူတွေနဲ့အကျန်းဝင်ရှိပြီးစိတ်ဝင်စားတဲ့အကောင်းနဲ့မွေးမြူငါးပြတ်တတ်မှတ်လို့ရပါတယ်။အန်ဂူလာမျိုးနွယ်ဝင်ငလင်မန်းတွေကအတော်တန်ဉာဏ်ရှိပြီးအချို့သောမွေးမြူသူတွေဆိုရအချင်းကြလာတဲ့နဲ့မြတ်သူတို့ကအစာကျွေးတဲ့ပန်ရှင်ကိုမှတ်မိနိုင်စွမ်းရှိပါတယ်။အစာကျွေးတဲ့အချိန်ရောက်ရင်သူတို့ရဲ့ဘာပေါအောင်ရနေရာကနေထွက်လာပြီးလူကိုလာရောက်နှုတ်ဆက်တတ်တာမျိုးရှင်မြတ်ပြင်းသားမှာစောင့်နေတတ်တာမျိုးတွေရှိတတ်ပါတယ်။တချို့တော့ငါမွေးမြူသူတွေကငလင်မန်းတွေကိုလက်နဲ့ကန်တွေကျွတ်မွေးခြင်း hand feeding မျိုးတိလုပ်နိုင်တာကြောင့် သခင်နဲ့အတန်အသင့်ယဉ်ကျေးဝင်နိုင်တဲ့အသိဉာဏ်ရှိတဲ့လိမ္မာရေးကြရှိတယ်လို့ဆိုနိုင်ပါတယ်။ဂလိမန်ဟာအာရတ်မြန်မာပြည်အရင်လာရှိတဲ့အတွက်တန်ဖိုးမြို့နဲ့စားသုံးဖို့ဖြစ်အသိမှတ်ပြုထားကြပါတယ်။ဥရောပနဲ့အာရှနိုင်ငံများစွာမှာဝေလိုအမြင်မှားပါတယ်။အထူးသဖြင့်တရုတ်နဲ့ဂျပန်နိုင်ငံတို့မှာငလင်မန်းကိုနှစ်ချိတ်စွာစားသုံးကြပါတယ်။ရေချိုးကနေရေငန်တိနေထိုင်နိုင်တဲ့သူတို့ရဲ့ပတ်ဝန်းကျင်နဲ့ခံနိုင်မြင့်မားခြင်း adaptability ကြောင့်မွေးမြူရေးအတွက်အလားအလာကောင်းတွေရှိပါတယ်။ ရွယ်ငယ်တဲ့ငလင်မန်းအသေးလေးတွေကိုဖန်ဆီးပြီးစီးပွားရေးအမွေးမှုထုတ်လုပ်ဖို့နဲ့အကောင်ကြီးငလင်မန်းတွေကိုပြည်ပကိုအရှင်တက်ဖို့ရောင်းချဖို့အတွက်ဈေးကွက်ကောင်းရှိနေတာကြောင့်ဒေသခံတွေဝင်ငွေကောင်းတဲ့လုပ်ငန်းတစ်ခုလည်းဖြစ်လာနိုင်ပါတယ်။ငလင်မန်းတွေကအလျား၄ပေတက်တယ်မှာ1မီတာဒီချီထွားနိုင်ပြီးအချို့မျိုးစေ့တွေဆိုရင်6ကီလိုဂရမ်73ပေါင်ဒီအလေးချိန်ရှိနိုင်တာကြောင့်မွေးမြူအတွက်မွေးကန်ကျဲကြီးတွေလိုအပ်ပါတယ်။သူတို့ကညဘက်မှာအစာရှာဝင်လှုပ်ရှားလေးရှိတဲ့တံခါးများဖြစ်ပြီးသားကောင်ကိုဖမ်းဆတဲ့သဘောဝါရှိပါတယ်။ ဒါကြောင့်သူတို့နဲ့အတူတခြားငါးတွေရောင်းတော့မွေးမြူမယ်ဆိုရင်မွေးမြူမယ်ငါးသားလေးတွေကိုစပစ်နိုင်တာကြောင့်သတိထားဖို့တော့လိုပါလိမ့်မယ်။ငလင်မန်းကြီးပဲတည်တဲ့မွေးမြူတာအကောင်းဆုံးဖြစ်ပါလေ။ရှင်းတော်ရှာနိုင်ငံတွေဖြစ်တဲ့အင်ဒိုနီးရှား၊ဖိလစ်ပိုင်နဲ့ဗီယက်နမ်နိုင်ငံတို့မှာငလင်မန်းကိုစီးပွားဖြစ်မွေးမြူနေကြပါတယ်။ချုပ်ပြီးပြောရရင်တော့ငလင်မန်းတွေကပုံမှန်အိမ်မွေးငါးတွေလိုပဲချစ်စွယ်မုန်းနိုင်မယ်။သူတို့ရဲ့ထူးခြားတဲ့ခီးသွားလာမှုရှင်နေပောင်းဝင်ကျင်တဲ့အကုန်းမြေကလည်းလွန်ညူတွေဒီဇိုင်းနဲ့ရည်ချင်းနဲ့ လိမ္မာပါနာတဲ့ဇယိုက်လက္ခဏာတွေကြောင့်လူသားတွေတဲ့လေ့လာစရာစိတ်ဝင်စားစရာအကောင်းဆုံးရင်းနှီးတော်ရတဲ့ကတကောင်ဖြစ်လာပါတယ်။ဒီလိုမျိုးမိုင်ပေါင်းထောင်ကျပြီးခီးသွွာလာနိုင်တဲ့ရေပြားနဲ့အသက်ရှူနိုင်တဲ့ရေမရှိပဲကုန်းပေါ်ကိုတက်ကြောက်တုံးကြောက်ဆောင်တွေကိုခီးသွွာနိုင်တဲ့အံ့ဝဲကောင်းတဲ့ငလင်မန်းတွေကတဘာဝရဲ့ထူခြားစံပြမိုင်ထောင်ချီခီးသွွာတဲ့ငလင်မန်းများအဖြစ်တင်ဆက်ပေးလိုက်ရပါတယ်။ကျေးဇူးတင်ပါတယ်။